လာမယ့်ဒဇယ်မတိုင်ခင်တစ်ပတ်လိုမှာမန္တလေးမြို့မှာတေးဂီတာကရန်ကုန်မြို့မှာအတာဒဇံတချင်းနေဖြောပြီးတင်ဆက်သွားမယ်လို့မလ၁၈ရက်နေ့မှာပြောဆိုလိုက်ပါတယ်။အတာတင်းနဲ့မြို့မှာဒဇံဆိုတဲ့ခေါင်းစဉ်နဲ့ဧပြီ၆ရက်နေ့မှာရန်ကုန်မြို့ကအမှုပညာဦးစီးဌာနရဲ့ရင်းဖွဲနဲ့အတူနိုင်ငံကျော်ဂီတဆိုကျော်တွေနဲ့အမျိုးသားကားဆက်ယုံမှာဖြောပြေးသွားမယ်လို့ဆိုပါတယ်။အလုံးရဲ့သဘောတူညီမှုနဲ့ဤသူချစ်တဲ့ မြို့မတိဂိတအဖွဲ့ကြီးကိုပြည်သူချစ်တဲ့မြန်မာသံအစိုးရများနဲ့ပေါင်းစပ်ပြီးဂိတခွဲတော်ကြီးကိုခန်းခန်းနာနာပြုလုပ်မယ်လို့ဆုံးဖြတ်ကြပါတယ်။စင်ထရယ်ဟိုတယ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအစိုးရတင်းတင်းမြထားကိုမင်းအောင်တို့ကအစင်လာကြီးရဲ့ပြည်သူချစ်သောမြို့မတိဂိတအဖွဲ့နဲ့ဖြော်ပြရမှာမို့ဝန်တာပီတီဖြစ်ရတယ်လို့ဆိုပါတယ်။ မြမတမဆိုရင်ခံကိုရ63ခုမြောက်ကကျမတို့မနေ့ကမှဖွင့်ရင်ရုပ်ပြောဆက်တက်လာပြီးတော့ကျမတို့ဒီဒီကဘုမာကြီးစသဖြင့်ပေါ့ကျမတို့ချစ်တာဗဒနာဦးကြီးရဘဝမြမနဲ့ချစ်သူရဲ့အစေတနာပို့တဲ့စုံမတူမြတ်တာစတဲ့အဲ့ဒီချင်းမျိုးတွေမနေ့ကမှဖွင့်နေသိဆိုခဲ့ပါလေမနေ့ကမှဖွင့်နေဆိုရင်ဒီတစ်ခါတော့ပြောပြမယ်ဆိုရင်ဖြင့် မင်းလေးမြို့မှာဖွဲ့နေပစိမ့်နေပချင်းလေးတွေအစိုးပြောပြင်းများကောင်းလားဆိုပြီးစီးကူးလေးနဲ့ဘုဖေးလက်တော်နဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့စီစဉ်ထားပါလေမြို့မှာတေးဂီတာအဖွဲ့နဲ့အမြဲလိုလိုတည်ဆူဘူးတဲ့အစိုးရကိုမင်းအောင်ကဂီတဝိုင်းတစ်ခုဟာစီးလုံးညို့ဖို့လိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ်